ို့ရှိရင်ငါချမှတ်ထားတဲ့စီကံကိုလိုက်နာဖို့လိုတယ်။မလိုက်နာနိုင်ဘူးဆိုရင်အကူတည်းကနေခဲ့လို့ရတယ်နော်။မောင်ထူအောင်ရဲ့မိဘတွေကရွာမှာနေကြတယ်ဆိုတော့ဘာလုပ်တယ်လုပ်ကြလား။ဖေကမုံဆူလုပ်လုပ်ပါတယ်။ ဲ့ဘဝဆိုတဲ့အကြောင်းကိုမောင်ဘလောက်ထိသိလို့လဲအချစ်တစ်ခုတည်းနဲ့ဟောဘဝတစ်ခုကိုတိဆောက်လို့ရလို့လားမသိပါနဲ့လောင်ရင်မိနေတဲ့ပန်ကလေးဘဝလေးမင်းဘတော်မှယုံထွက်နိုင်မှာမဟုတ်ပါဘူးအချစ်ကိုတန်ဖိုးထားတတ်တဲ့ငါနဲ့အုံနောက်ကိုရှစ်ထိုးပြီးတွေးတတ်တဲ့မင်းတို့ရဲ့အတိုင်းဝိုင်းကြမှာစုံမှတ်ဆိုတာဘတော်မှဖြစ်လာနိုင်မှာမဟုတ်